ကံစွာနှစ်ခုရှိတယ်မှတ်ထားဖို့ရတာအာရမ္မစဝိပတိတာရစပါဠိလိုပြောရင်အာရမ္မစဆိုတာလှုပ်ချင်းကြောင့်ဖြစ်တာတစ်ခုဝိပတိတာရစဆိုတာပြန်လှန်ပြီးတော့စိတ်မကောင်းခြင်းကြောင့်ဖြစ်တာနော်စိတ်ထဲမှာဒုံဝင်နေဖြစ်ခြင်းကြောင့်ဖြစ်တာနှစ်ခုရှိတယ်အဲ့ဒီထဲမှာ တားမြစ်တာကဘယ်ဟာကိုတားမြစ်တာတုန်းဩကသနဲ့ကြော့ပြီးတော့တောင်းပန်ပြီးတော့ကံတွေကလွတ်အောင်ကြိုးစားတာဝိပတိတာရာသကံကိုပြောတာအာရမ္မသကံကလုတ်ပြီးခဲ့ပြီလုတ်ပြီးခဲ့တာကိုဘယ်တော့မှအန်တန်လုံးလို့မရဘူးလုတ်ပြီးသွားပြီသူကနော်အန်တန်လုံးလို့မရတော့ဘူးလုတ်ပြီးသွားပြီသို့တော့အဲ့ဒီလုံးပြီးတဲ့အမားကိုအမားလို့မြင်နေနောက်ထပ်မလုံးအောင်ထိမ့်သိမ်းရှော့ရှော့မယ် အဲ့ဒီနီးနဲ့သူကယောဘာသွားစီတယ်ပေါ့ဒီလိုသာဆိုတာနော်ယောဘာသွားစီအတချို့ကလွယ်လွယ်တွေးတယ်မဟုတ်တာတွေလှုပ်ကြောလိုက်ကြည့်ရောအောင်မိထိတ်ခေါက်ပြီးတော့ကြောနေကြမှာပေါ့အဲ့လိုအိဗယ်မျိုးမဟုတ်ဘူးနော်အဲ့တော့ပြမမိတ်ကယ်သည်ရှိသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကြောင့်အဲ့ဒီမှားယွင်းတာအတွက်ဒုက္ခမရောက်ဖို့အတွက်အမှားမိတဲ့အပြစ်ကကြောလိုက်ုံနဲ့လည်းတစ်ခါတလေပျောက်ချင်မှပျောက်ပါကုန် ကိုလှုပ်တဲ့အချိန်ကဘယ်လောက်ရှိသလဲစဉ်းစားကြည့်ပေါ့နော်အဲ့တော့တန်တရာမှာတန်တရာခရီးသွားအမားလှုပ်ခဲ့တာတွေဟာပျောက်သွားတာတွေမရှိဘူးပြန်ပြီးတော့ဟိုအကျိုးတရားအနေနဲ့ပေါ်လာတတ်တယ်ပေါ့အဲ့ဒါကိုတတိထားအမှဖြစ်တယ်အလွယ်နဲ့အမားမလှုပ်နဲ့အဲ့တော့ဒီအမားအတွက်စိတ်ပူနေတာတော့ပျောက်သွားတယ်စိတ်ပူပြီးတော့ဒါမှားတယ်နောက်ထပ်မှားเสียရပါဘူးဆိုတော့ ကံဆိုရဘယ်ဒီအောင်လိုက်တော့ဆိုခန္ဓာရှိနေတယ်ဗျာလိုက်တယ်မဟုတ်လားဆရာဘုရားတော်ကြားမှုတယ်မဟုတ်လားဘုရားတော်ပေးဆက်ရတဲ့ကံကြမ္မာဝွကျွေးများဆိုတာလေရှင်မမောကရယာနာဖြစ်သွားပြီအတိတ်ဘဝကကံဆိုးကြောင့်မဟုတ်လို့လူသက်ခံရတာပဲအဲ့တော့လွတ်သွားတယ်လို့ပြောတာမဟုတ်ဘူးเนาะလွတ်သွားတယ်လို့ပြောတာမဟုတ်ဘူးအဲ့ခန္ဓာကုံရင်တော့ခန္ဓာမရှိတော့ရင်တော့အကျိုးပေးစရာမရှိတော့ဘူးအဲ့ဒီနေနဲ့တော့လွတ်လွတ်ရအောင် အေးဒါကြောင့်မို့ဒီရသော်ဗျာရဲ့ဒီကံနဲ့ပတ်သက်တာကအမားကိုအမားလို့မြင်ခြင်းအမှန်ဖြစ်အောင်ဟိုတရားနဲ့တရားနိလန်းတဲ့ကြလိုက်နာချက်သုံးခြင်းနောင်ရှောင်ခြင်းခြင်းဆိုတဲ့ဒီသုံးချက်နဲ့အမားအမားရေရောပါစေတယ်လို့သူဆိုတယ်ပေါ့နော်အမားရေရောပါအောင်